မန်ချက်စတာယူနိုက်တက်ရဲ့ဂွင်းအသစ်ကြီးနဲ့ပတ်သက်ပြီးဘာရီတီထားတင်နေနောက်ဆုံးမှာတော့ဆာဂျင်ရက်ကလစ်ကဒုဂရီတိုင်းမြဲမန်ချက်စတာယူနိုက်တက်ရဲ့ဂွင်းအသစ်ကြီးကိုချပြလာပြီးဖြစ်ပါရီဒီကိမောင်ရှန်နဲ့ပတ်သက်လို့ကြားကြရတဲ့တွေရှိကြတယ်လို့တချို့ကြတော့လေအပေါ်ကချင်းလုံးစကားကြီးထည့်သွင်းထားတယ်ဆိုပြီးလောင်ပြောင်ကြပါရီဒါပေမဲ့အိုးထွက်ဖို့ဂွင်းကြီးကအိုဟောင်းနေပြီဖြစ်တာမလို့အခုလိုဂွင်းအသစ်ဆောင်မဲ့ကိစ္စကကောင်းတဲ့ကိစ္စဖြစ်ပါရီဆာဂျင်ရက်ကလစ်ကမန်ယူတင်ရှယ်ယာတချို့ကိုဝယ်ယူခဲ့တဲ့အချိန်ကနေစတင်ပြီးဂွင်းအသစ်ဆောင်ပေးသွားမယ့်အကြောင်းကိုဆယ်ယာထက်တန်စွာနဲ့ကြေပြီးထားခဲ့တာဖြစ်ပါရီ အဲ့တော့အတင်းကိုသူရောက်လာပြီးတိတ်မကြောက်ခဲ့ပါဘူး။ Green Tea ရဲ့ design ကိုချပြလာခဲ့ပါရီ။ Green Tea ကပရိသတ်ဥယျာဉ်အရောက်တသိန်းထိဝင်ဆက်မှာဖြစ်ပြီးအင်္ဂလန်မြောက်ပိုင်းမှာဆိုရင်လေအကြီးမားဆုံးနဲ့အခင်မီဆုံး Green Tea လည်းဖြစ်လာမှာဖြစ်ပါရီ။အစောကွန်ကြီးကိုလန်လန်ချေဆိုင် Foster Plus Partners Group ကပြည်သူ့ပညာရှင်တွေဖြစ်ကြရီ Nigel Jensen နဲ့ Patrick Campbell တို့ကဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီးတော့၅နှစ်တွင်မှ PT ဆောက်သွားဖို့ရည်ရွယ်ထားတာဖြစ်ပါရီ ကိုရဲ့ပြပပလေးမှာမြန်မာတာဝိုင်း၃ခုပါရှိပြီးတော့အစပါ၃ခုကမယူသိန်းလူကတရဲနီကိုင်းဆောင်ထားတဲ့ခရင်ကွာကိုစားပြူတာဖြစ်ပါရင်အဲတာဝိုင်း၃ခုတဲကမှတစ်ခုကအမြင့်မီတာ200ရှိမှဖြစ်ပြီးအဝေးကနေလှမ်းကြည့်တော့မှမြင်နေရမှာဖြစ်ပါရင်ကွင်းတက်အတွက်ဘတ်ဂျက်ဖြစ်ပေါင်1ဘီလီယံ3ဆွဲသွားဖို့ခံမှန်းထားပြီးတော့အစပါဘတ်ဂျက်ကကွင်းတက်တာမကပရိသတ်အတွက်ဖန်ဆောင်နဲ့မက်ဂက်စတိုးရီအတွက်ပါပါဝင်တာဖြစ်ပါရင်စတင်တိဆောက်သွားမယ့်အချိန်ကတော့ယခုနှစ်ကုန်ပိုင်းလောက်မှသာဖြစ်ပြီးတော့2033ရာသီကြာရင်တော့ကွင်းတက်ကိုစတင်အသုံးပြုသွားမှာဖြစ်ပါရင် MTN တော်ထင်မှာတော့အိုးထက်ဖို့မှာပဲဆက်လက်ကစား ားသွားမှာဖြစ်ပြီးကွင်းတဲ့အစိပ်ပိုင်းတွေကိုတခြားနေရာမှာတိစောက်သွားမှာဖြစ်ပါရီအဲဒီကနေမှပြီးဆုံးပြီဆိုရင်မန်ချက်စတာတူမြောင်းအတိုင်း င်မော်နဲ့အစိုးရအစိပ်ပိုင်းကိုတည်ယူမှာဖြစ်ပြီးတော့အစင်းနဲ့တက်ဆင်မှာဖြစ်ပါရင်ဂွင်းတရမီကိုတော့ Old Trafford ကနေ New Trafford ဖြစ်ပြောင်းလဲသွားမယ်လို့သိရပြီးတော့ဒီပေါ်မှာတော့ပရိသတ်တချို့ကသဘောကျနှစ်သက်ကြခြင်းမရှိပါဘူး။ဒါမဲ့ဂွင်းတေကျောက်အလောက်ကိုင်မောင်း9200လောက်ဖန်တီးနိုင်မှုရှိပြီးတော့နေ့စဉ်လာရောလေပတ်တူပေါင်းလေးတိတိသမရှစ်တန်းရှိမယ်လို့ခန့်မှန်းရပါရင်အခုလိုသပိုင်းကြောင်းများစွာရှိတဲ့ Old Trafford ကိုစွန့်ခွာပြီးတော့ဂွင်းတေစောက်တော့မဲ့ပေါ်မှာမန်ယူတင်သပိုင်းကြောင်းမှာအရေးပါဆုံးပုံကိုယ်တူဖြစ်တဲ့ Sir Alex Ferguson ကတော့သူ့အမြင်ကိုအခုလိုပြောပြလာပါရင်မန်ချက်စတာယူနိုက်တက်ကဂွင်းတွင်းမှာဖြစ်ဖြစ်ဂွင်းပြင်မှာဖြစ်ဖြစ်ဘာပဲလို့လို့အကောင်းဆုံးဆိုတဲ့ ရောက်ပဲအများကြီးအောင်လုပ်တဲ့အတင်းမျိုးဖြစ်ပါရီ။အဲဒီမှာကျွန်တော်ကစားနေတဲ့ကွင်းကြီးလေးပေါင်းရင်းပါရီ။အိုးထက်ဖို့ကကျွန်တော်တို့အမတ်တရခေါင်းကြီးအများကြီးရှိတဲ့နေရာဖြစ်ပါရီ။ဒါမဲ့ကွင်းသစ်စားဖို့အခွင့်အရေးကိုအရယူဖို့ကျွန်တော်တို့တတိရှိရမှာဖြစ်ပါရီ။ဒါမှအနာကတ်မှာတမိုင်းတစ်တရေးထိုးနိုင်မှာဖြစ်ပါရီ။ဆိုပြီးတော့ဖာကူဆန်ကပြောဆိုခဲ့တာဖြစ်ပါရီ။ကွင်းသစ်ဆောက်တာကမယိုတင်အတွက်အခြားအတင်းတွေကိုအမိလိုက်နိုင်ဖို့ကောင်းတဲ့ကိစ္စဖြစ်ပေမဲ့အရှိမမကောင်းတဲ့ဥမာတရကကြီးလည်းရှိလို့နေပါရီ။ဥမာဆိုရရင်တော့အာဇနယ်တင်နဲ့စပါတင်တို့ကကွင်းသစ်ဆောက်ပြီးတော့မှ supply နဲ့ဝေးကွာသွားကြတာကအခုထိတိုင်ဖြစ်ပါရီ။ အဲ့ဒါအိုးထော်ဖို့ကနေကွင်းတစ်ကိုပြောင်းတာကမယူသိန်းပေါ်လေအလားတူကန်ဂျမာမျိုးတက်ရောက်လာမှာကိုပြိတက်တချို့ကစွရင်နေကြပါရီဒီချိန်နေနဲ့ပတ်သက်ပြီးတော့မယူသိန်းရဲ့အလုံးမှုဆောင်အိုမာပရာတာကိုမြင်းမြန်းတဲ့ခါမှာတော့အခုလိုပဲပြန်လဲဖြေဆိုခဲ့ပါရီဒါတော့စွန်စားမယ့်ကိစ္စပါ တရားဝတ်အရာကကျွန်တော်တို့မဖြစ်ချင်တဲ့အရာပဲဖြစ်ပါရင်ကွင်းတစ်ကိုဆောက်လို့အတင်းပေါ်မှာယင်းနိမုံနန္ဒာရဲ့ရက်တန်သွားမှမျိုးကျွန်တော်တို့မဖြစ်ချင်ပါဘူးကျွန်တော်တို့ကတော့ကွင်းတစ်ဆောက်နေတော့မှအတင်းကိုလည်းမြင့်တင်သွားမှဖြစ်ပါရင်အဲ့လိုဖြစ်မျိုးတွေကနေရှောင်ရှားဖို့နည်းလမ်းမျိုးစုံရှိပါရင်အဲ့ဒီကမှကျွန်တော်တို့စဉ်းစားမိတာကတော့ကွင်းဆောက်တာကိုအများဆုံးပြီးစီအောင်စီစဉ်ဖို့ဖြစ်ပါရင်အဲ့တွဲ၅နှစ်တာအတွင်းမှာကွင်းတစ်ရဖို့ကကျွန်တော်ရဲ့ရည်မှန်းချက်ဖြစ်ပါရင်အဲ့တော့ဒီမှာကျွန်တော်တို့အတင်းရဲ့ငွေကြေးပိုင်းအင်အားတွေလည်းပြန်လဲကောင်းလာပြီးတော့အကျိုးအမြတ်တွေလည်းရလာပြီဆိုတာနိအတင်းကလည်းပြန်ကောင်းလာမှာပါ ဒီတင်တဲ့ပတ်သက်ပြီးတော့အကြီးမားဆုံးအားသာချက်ကတော့တကမ္ဘာလုံးမှာပြည်သက်အားပေးမှုအများဆုံးဖြစ်နေတာဖြစ်ပါတယ်။အဲ့တော့ဝင်ငွေပိုင်းနဲ့ပတ်သက်ရင်နံပါတ်1ရအောင်လို့ကျွန်တော်တို့လုပ်ပေးနိုင်ပါတယ်ဆိုပြီး brother ကပြောဆိုခဲ့တာဖြစ်ပါတယ်။ဇက်လက်ပြတော်လေးမိကုံများစွာဖြေချခဲ့တဲ့အထဲကမှစိတ်ဝင်စားဖို့ကောင်းတာကတော့ brother ကသူတို့အနေနဲ့ကွင်းတက်ကြီးကိုလက်ရှိနီးပြ Robin Emory နဲ့ဖွင့်လှစ်သွားနိုင်မှုမျှော်မှန်းထားတယ်ဆိုတာလည်းပါဝင်နေပါတယ်။ပြည်သက်ကြီးတို့အနေနဲ့ကရောကွင်းတက်ကြီးနဲ့ပတ်သက်ပြီးတော့သဘောကျရလားဘယ်လိုမျိုးမျိုးရှိကြလဲဆိုတာပြောပြပေးသွားခဲ့ကြပါအောင်များ။ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။